င်္ဂလာပါမင်းရဲ့ data page ကမေးပါရှင့်မေးလေးဒီ command လေးကိုသဘောကျလို့မို့လို့မေး reply ပြန်ပေးလိုက်တယ်ပေါ့နော်သူပြောထားတာကကြတော့မေးရပေါ့နော်ရှေ့မေးရှေ့ကဗီဒီယိုမှာအရေးအချင်းပြည့်မီဖို့အဓိကလောက်ပါလို့မေးပြောထားတဲ့ဗီဒီယိုရဲ့အောက်မှာလက်မှတ်ထားတာပေါ့နော်သူပြောထားတာကကြတော့ အရေးချင်းမရှိလေဖားတတယ်ဆိုရင်နေရရတယ်ဆိုတဲ့ပုံစံမျိုးကိုသူပြောထားတာပေါ့နော်ဒါသူပြောသွားတာကလည်းပေါ့နော်တချို့တချို့နေရတဲ့အတွက်ကိုမှန်ပါတယ်ရှင်သူပြောတာကိုမှားတယ်လို့မင်းမဆိုလို့ပါအောင်နော်တချို့တချို့အလုပ်တွေတချို့တချို့နေရတွေမှာဆိုရင်အရေးချင်းမရှိလေဖားတတ်လို့နေရရနေတဲ့သူတွေလည်းအများကြီးရှိပါတယ်ရှင်နော်ဒါပေမဲ့လို့ပုံမှန်ပေါ့နော်ပုံမှန်ရိုးရိုးရှင်းရှင်းလေးပဲတွေးကြည့်လိုက်ကွာကိုက နိုင်ငံသားတစ်ခုမှအလုတ်သွားလုတ်တယ်ကွာကိုကနိုင်ငံသားတစ်ခုမှအလုတ်သွားလုတ်တဲ့အချိန်မျိုးမှာကိုကအလုတ်မှာဘာအရေးချင်းမှမရှိပဲနဲ့ထိုင်ပြီးဖားနေလို့ရောဒီလူကမေပြောချင်တာသိလားမသိဘူးเนาะထိုင်ပြီးဖားတာတစ်ခုလည်းပဲထိုင်လုံနေလို့ဒီလူကသူ့ရဲ့ဒီအလုတ်ရာထူးတွေကတိုးလာမှာလားသူကအခွင့်အရေးတွေရလာမှာလားဒီအလုတ်ထဲမှာเนาะမေပြောချင်တာပုံမှန်လေးပဲတွေးကြည့်လိုက်ကိုကအလုတ်လုတ်ပြီးပဲထားအောင်လုပ်ငန်းခွင်တစ်ခုထဲမှာရောက်နေပြီးပဲထားအောင်ကိုကဘာရည်ချင်းမှမရှိဘူး အလုပ်လဲမကြိုးစားဘူးအလုပ်လဲခိုတယ်ဘာရေချင်းမှလည်းမရှိဘူးဒါပေမဲ့လို့ကိုကအဲလုံဖို့ဂိုင်ဘက်တွေအလုပ်ရှင်တွေကိုကြတော့ဖားတတ်တယ်ဆိုရင်မရဘူးလို့မပြောဘူးနော်နေရမရဘူးလို့မပြောဘူးအဲ့ဒီတချို့တချို့တွေနေရရနေတဲ့သူတွေလည်းရှိမှာပဲဘယ်အလုပ်မဆိုကွာကိုကကိုကကိုအလုပ်ရှင်တစ်ထေးတယောက်အနေနဲ့ပဲကိုတွေးကြည့်လိုက်ကိုယ်လာပြီးတော့အရေးချင်းရှိတဲ့သူတယောက်ကို့အလုပ်ထဲမှာရှိမယ်။အရေးချင်းဘာမှမရှိဘဲနဲ့ထိုင်ပြီးဖားနေတဲ့သူတယောက်ကို့အလုပ်ထဲမှာရှိမယ်။ ဟုတ်တယ်မလားကိုဘသူကိုပို့ပြီးတော့နေရာပေးမလို့ဘသူကပို့ပြီးနေရာရမှာတော့ဟုတ်တယ်နော်ပုံမှန်ရိုးရိုးရှင်းရှင်းလေးပဲတွေးကြည့်လိုက်ဘယ်အလုံးမစုံနော်တခြားနိုင်ငံခြားအလုံးမို့လို့လို့မြန်မာနိုင်ငံအလုံးမို့လို့လို့ပြောတာမဟုတ်ဘူးဘယ်အလုံးမစုံပုံမှန်လေးပဲရိုးရိုးရှင်းရှင်းလေးပဲတွေးကြည့်လိုက်နော်တချို့တချို့မြန်မာတွေကပေါ့နော်သူတို့ကိုသူတို့ အယမ်းလေတယ်ပေါ့နော်နိုင်ငံခြားသားတွေထက်ကိုသူတို့တွေကပိုလေတယ်လို့သူတို့ကိုသူတို့ထင်တယ်ဒါပေမဲ့လို့သူတို့မသိတာတစ်ခုကပေါ့နော်မြန်မာတွေလေတယ်ဆိုတာကဒါဂျပန်နဲ့ပတ်သက်ပြီးပြောမယ်ပေါ့နော်မြန်မာတွေလေတယ်ဆိုတာကဂျပန်နေအိတ်နေတလောက်ပဲရှိပါတယ်ရှင်နော်ဂျပန်လူမျိုးတွေကအယမ်းလေပါတယ်အယမ်းနဲ့ပါတယ်နော်လူတယောက်ကအလုပ်ကိုတည်တည်ချာချာလုပ်နေလားတည်တည်ချာချာမလုပ်ဘူးလားဆိုတာတော့မှပဲသူတို့ခံမှန်းတတ်ပါတယ်လူတယောက်ရဲ့မျက်နှာကိုကြည့်ပြီးတော့မှပဲသူတို့ခံမှန်းတတ်တယ်ရှင့် ဒီလူတယောက်ကဒီအလုပ်ပေါ်မှာတေးတေးချာချာလုံနေလားတေးတေးချာချာမလုပ်ဘူးလားအလုပ်ထဲမှာစိတ်ရောပါရဲ့လားဆိုတာပါမြက်မတ်စတာထားတဲ့မျက်နာကိုတောင်မှပဲမျက်လုံးကိုကြည့်ပြီးတောင်မှပဲခံမှန်းတတ်တယ်ရှင့်စစရုံကမေးလဲအဲ့လောက်ကြီးထိသူတို့တော်လိမ့်မယ်လို့မေးလဲမထင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့လို့လေတော်တော်ကြီးအံ့ဩသွားတာပေါ့နော်ဒီမတ်စတာထားတဲ့မျက်နာကူတော်မှပဲသူတို့အနေနဲ့ဒါဒီလူကပျော်နေရလားဝမ်းနေနေရလားဒီလူက အလုတ်ထဲမှာတေးတေးချာချာစိတ်ပါလက်ပါလုံနေရလားစိတ်မပါဘူးလားအလုတ်ကိုတေးတေးချာချာအောင်စေတနာထည့်ပြီးလုံရဲ့လားဆိုတဲ့ကိစ္စလေးကအစားသူတို့သိတယ်အဲ့ဒါကိုမတ်စတာထားတဲ့မျက်နှာနော်မျက်လုံးကိုကြည့်ပြီးတော့မှပဲသူတို့ခံမှန်းတတ်တယ်ရှင့်သူတို့လူမျိုးတွေရဲ့တော်တဲ့အရာကိုပြောပြတာနော်တချို့တွေကအထင်သေးတယ်အာငါတို့မြန်မာတွေကအယမ်းလေတာဂျပန်နေလိုက်မိမှာမဟုတ်ဘူးဂျပန်နေကိုညာစားလို့ရတယ်ဖားလို့ရတယ်ဘာလို့လို့ရတယ်ညာလို့လို့ရတယ်လို့ထင်တယ် အဲတချို့တုံးတဲ့ဂျပန်တွေလည်းရှိမှာပေါ့နော်ဒါပေမဲ့လို့ဂျပန်တွေကလူကဲခတ်တော်တော်တော်ရဲ့ရှက်ဘသူကအလုတ်ကိုတိတိကျကျလုံနေတော့ဘသူကခိုးနေတော့ဘသူကဘယ်နေရာမှာခိုးသွားတော့ဆိုရဲကိစ္စမျိုးတွေအားစားသိတယ်ဒါမျိုးတို့အလုတ်ထဲမှာဂျုံခဲ့ရတဲ့ကိစ္စကိုပြောပြတာပေါ့နော်တခုခုတနေရာလေးမှာလိုအပ်ချက်ရှိခဲ့ရင်တောင်မှပဲဒီလူကဘယ်နေရာမှာခိုးခဲ့လို့ဒီနေရာမှာလိုအပ်ချက်ရှိပါလေဆိုရဲကိစ္စမျိုးတွေအားစားတော်တော်စစ်စစ်ပေါ့ပေါ့အထီကိုသိတယ်ဂျပန်တွေအများကြီးရှိတယ် ထားလို့ရတဲ့ဂျပန်လေးလည်းရှိသလိုတကယ်ကိုမှအရေးအချင်းပြည့်မီတဲ့သူကိုပဲနေရာပေးတဲ့အလုံမျိုးတွေလည်းအများကြီးရှိပါတယ်ရှင်။မေတို့အလုံဆိုလို့ရှင်ထားလိုက်နေရာရတဲ့အလုံမဟုတ်ဘူးကွာ။သိလား။တကယ်ကိုမှအရေးအချင်းပြည့်မီတဲ့သူကိုပဲနေရာပေးတဲ့အလုံမျိုးအဲ့ဒီလိုအလုံမျိုးတွေလည်းအများကြီးရှိတယ်။ထားတဲ့ကိစ္စကိုမဟုတ်ဘူးလို့မေပြောချင်တာမဟုတ်ဘူးနော်။ထားပြီးတော့နေရာရနေတဲ့သူတွေလည်းအများကြီးရှိပါတယ်ရှင်။အဲ့ဒီလိုနေရာမျိုးတွေလည်းတကယ်ရှိပါတယ်နော်။ အဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့ဖားတာကိုလက်မခံဘဲနဲ့တကယ်အရေးအချင်းကိုမှယူတဲ့နေရာမျိုးတွေလည်းအများကြီးရှိပါတယ်ကျ။အဲ့တော့ကြတော့လေမေကလေအခုမေးဗီဒီယိုကြည့်နေတဲ့သူတွေကိုလေဖားတဲ့လူတွေမဖြစ်စေချင်ဘူးရှင်။တကယ်ကိုမှအရေးချင်းပြင်းပြီးတဲ့သူတွေပဲဖြစ်စေချင်တယ်။ဒီလူတယောက်ကိုကိုကဖားနိုင်မှာဒီတစ်သေးကိုဖားနိုင်မှာဒီလုပ်ဖို့ကင်ပတ်တွေကိုလိုက်ပြီးဖားနိုင်နေမှာနေရာရရဲဆိုတဲ့ကိစ္စကြီးရလေ။တကယ်တမ်းကျရင်အရေးချင်းရှိလို့နေရာရတာထက်ကိုပိုပြီးပင်ပန်းနေရှင်။စိတ်ပင်ပန်းနေပေါ့နော်။ပြီးတော့ကြတော့ အာ तू ကဖားလို့မို့လို့နေရာရတာပဲဆိုပြီးကိုကိုခေါင်းစဉ်တက်တာနဲ့ तू ကတကယ်ကိုတော်လို့တကယ်ကိုအရေးအချင်းရှိလို့နေရာရတယ်ဆိုတဲ့ဟာနှစ်ခုမှာဆိုလို့ရှင်ကွာဘယ်ဟာကကို့အတွက်ကိုပိုကောင်းတယ်လို့ထင်တော့ဖားလို့နေရာရတာနဲ့တကယ်ကိုမှအရေးအချင်းရှိလို့နေရာရတာနဲ့နှစ်ခုမှာကိုကဖားလို့နေရာရတယ်ဆိုရဲခေါင်းစဉ်အတက်ခံရတာနဲ့အရေးချင်းရှိလို့တော်လို့နေရာရတယ်ဆိုခေါင်းစဉ်အတက်ခံရတာနဲ့ဆိုရင်ဘယ်ခေါင်းစဉ်ကိုပို့ပြီးတော့ကြိုက်တော့ ကိုကိုကိုပဲပြန်တွေးကြည့်နော်ဟားလို့နေရရတယ်ဆိုရဲဟာကြီးကခေါင်းစဉ်မလာဘူးကို့အတွက်လည်းမကောင်းသူကဖားလို့နေရရနေရပဲဆိုရဲပုံစံမျိုးတခြားသူတွေရဲ့ဇက်ထဲမှာကအစကို့အတွက်ကိုမကောင်းအခုဗီဒီယိုကြည့်နေတဲ့သူတွေကိုလည်းဖားလို့နေရရတာထက်တကယ်ကိုမှအရေးအချင်းဖြစ်နေတဲ့လူတယောက်ဖြစ်အောင်ပဲကြိုးစားစေချင်တယ်ဘာလို့လဲဆိုရင်ကို့အလုပ်ကအမြဲတမ်းကို့ကို welcome ဖြစ်နေအောင်လို့ တကယ်ကိုမှအရေးအချင်းပြည့်နေပြီတကယ်ကိုမှအလုပ်ကိုတော်ပြီးတော့တကယ်ကိုမှထက်မြက်တဲ့လူတယောက်ဆိုလို့ရှင်တကယ်လို့များဒီအလုပ်ကိုအကြောင်းတစ်ခုခုကြောင့်ဒီအလုပ်ကိုခဏရက်လိုက်တယ်ဒီအလုပ်ကိုပြန်ဝင်တဲ့အချိန်မှာလဲကိုယ့်ရဲ့နာမည်ကနာမည်ခေါင်းမဲတောက်လျှောက်ကြံနေခဲ့မှာပြီးရင်နာမည်ခေါင်းရှိတဲ့အတွက်ကိုအလုပ်ရှင်တစ်သေးကအစဘရောမဆိုကိုယ်ကို welcome ဖြစ်နေမှာ အဲ့တော့မေ့ရဲ့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးအဓိကပြောချင်တဲ့ရည်ရွယ်ချက်ကပေါ့နော်လူတိုင်းကိုအရေးချင်းပြည့်မီအောင်ကြိုးစားစေချင်တဲ့အချက်ဖားလို့နေရရနေတဲ့အလုံမျိုးတွေလည်းရှိသလိုဖားရာကိုနေရမပေးဘဲနဲ့တကယ်အရေးအချင်းအစ်စ်မှန်ကိုပဲလိုချင်တဲ့အလုံမျိုးတွေလည်းရှိပါတယ်နော်အဓိကဘယ်ဟာကပုံများလဲဆိုလို့ရှင်တကယ်အရေးအချင်းအစ်စ်မှန်ကိုလိုချင်တဲ့အလုပ်တွေကပုံများတယ်အချက်မေးဆိုလို့ရှင်ပေါ့နော်မေးလောက်ခဲ့တဲ့အလုံးပါဆိုမေးဆိုတယောက်ကိုမှမဖားခဲ့ဘူး သူတို့ချမှတ်ထားတဲ့စီကန်းတွေကိုစီမင်းစီကန်းတွေကိုလိုက်နာတယ်။သူတို့လုံခိုင်းတဲ့အလုပ်ကိုတာဝန်ကြီးပြောင်းအောင်လုပ်တယ်။ခိုရာကတ်တာမျိုးလုံးဝမရှိဘူး။ step by step တစ်စင်းပြီးတစ်စင်းပြီးလုပ်သွားတယ်။တကယ်ကိုမှအရေးချင်းပြည့်နေအောင်ပဲလုပ်စီခြင်းနဲ့ရှင့်။နော်။ဖားရအောင်မေလုံးဝအမပေးဘူး။နော်။ကိုကိုကိုအရေးချင်းပြည့်မီအောင်ပဲစူးစမ်းပါ။ဟုတ်ကဲ့ Minute Database ကမေပါရှင့်။ကျေးဇူးတင်ပါတယ်။